အားလုံးပဲမင်္ဂလာပါ။ Mass Successful Pin နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့အတွက်ပါရမီရှိပြီးစူးစမ်းမှုမရှိရင်ကြာဆုံးနေအောင်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘ ਹੁ တုတရစရာအနေနဲ့ပြောချင်ပါတယ်။ကျွန်တော်တို့သိတဲ့ပါရမီဆိုတာသဘောအကပေးထားတဲ့လက်ဆောင်တစ်ခုပါ။ဥပမာသချင်းဆိုလိုက်တာနဲ့လူတွေကိုငင်းမောသွားရအောင်အောင်ဆွဲဆောင်နိုင်တဲ့အတန်မျိုးဒါမှမဟုတ်ဘောလုံးကရင်ကြီးလိုက်တာနဲ့မျက်လုံးနဲ့မခွာနိုင်တဲ့အာဏာမှုမျိုး ဒါပေမဲ့ဒီလက်ဆောင်ကိုတေချာမဖွင့်ကြည့်တော့ပဲစပွဲပို့မှာပဲထားထားရင်မဖြစ်မလဲပုံတက်ဟောင်းနှံသွားပြီးနောက်ဆုံးမှာဘာမှမဟုတ်တော့တဲ့အရာတစ်ခုဖြစ်သွားမယ်ပါရမီဆိုတာဒီလိုပါပဲစူးစမ်းမှုမရှိရင်အလဟာတာဖြစ်သွားနိုင်ပါတယ်ပါရမီရှိတဲ့သူတွေမှာတွေ့ရတတ်တဲ့အနေချက်တစ်ခုကတော့ငါမှဒီအရင်ချင်းစစ်တာပဲအလိုလိုဖြစ်သွားမှာပါဆိုတဲ့မျှလင့်ချက်တွေပါဒါပေမဲ့တကယ်တမ်းကျတော့ဘဝကအဲ့ဒီလောက်ထိရိုးရှင်းမနေပါဘူး ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မင်းဟာပကြစ်ဆရာတရားဖြစ်ဖို့အရေးချင်းရှိတယ်။ဒါပေမဲ့ဒီနေ့မှစုတက်မကန်ပဲထန်ဆောင်နေရင်ဘလို့လုံးအောင်မြင်နိုင်မှာလဲ။ပါရမီဆိုတာကလမ်းရဲ့အစပဲရှိတာပါ။အဆုံးကိုရဖို့အတွက်စူးစမ်းမှုကလမ်းဖောက်ပေးရပါတယ်။ကဘာကျော်အောင်မြင်သူတွေကိုကြည့်ပါ။မန်ဂယ်ဂျော်ဒန်ဆိုတဲ့ဘတ်စကတ်ဘောသမားကပါရမီစီခဲ့တာမှန်ပါတယ်။ဒါပေမဲ့သူကဒီနေ့ကိုနိုင်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်။သူရဲ့လိုဝဲချက်ကပါရမီတဲ့စူးစမ်းမှုပဲဖြစ်ပါတယ်။ သူကိုယ်တိုင်ကငါလွယ်လန်းကိုဘယ်တော့မှမယူခဲ့ဘူးလို့ပြောခဲ့ပါတယ်။ပြောတဲ့အတိုင်းလည်းစူးစမ်းမှုနဲ့သက်သေပြခဲ့တယ်။ပါရမီဆိုတာကမြွေပါအသာချက်တခုဖြစ်နိုင်ပေမယ့်စူးစမ်းမှုမပါရင်အဲ့ဒီအသာချက်ကအလကားပါပဲ။ပါရမီရှိတဲ့ဆိုပြီး AC ထန်နေရင်မဖြစ်မှလည်းအချိန်ကတင့်ကိုကြော်တက်သွားမှာပါ။တဲ့နဲ့တူမေဖွာလာတဲ့ပါရမီဟာလည်းတဖြည်းဖြည်းမိမ့်လာပြီးတင့်ကိုကြော်တက်ဖို့စူးစမ်းနေတဲ့သူတွေကတင့်နေရာကိုလူယူသွားပါလိမ့်မယ်။ ဥပမာတင်ကစာရေးဖို့အရေးချင်းစစ်တဲ့ဆိုပေမဲ့စာအုပ်တအုံးမှမရေးပဲနှင်းတွေကြာသွားရင်တင့်ပါရမီကဘယ်မှာစီးတော့မှာလဲအချင်းကတင့်ကိုစောင့်မနေဘူးဆိုတာတတိယပါပါရမီစီးတဲ့သူတွေကတခါတလေစူးစမ်းဖို့ဆက်တက်ကြပါတယ်။ဒါကြောင့်လဲဆိုတော့သူတို့မှာငွေရပအရေးချင်းစစ်တာကြောင့်အမားလုံးမိမှန်ကိုကြောက်တက်ကြတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အမားတွေကပဲလူကိုပိုတိုတက်စေတာစူးစမ်းရင်လည်းလက်ချရင်တောင်ထားပြီးသင်ခန်းစာယူလို့ရပါတယ်။ဒါကိုမလုပ်ဘဲ ထန်ကြည့်နေရင်သင့်ပါရမီကပဲတော့မှအပြည့်အဝမဖွင့်လာပါဘူး။ဒါဆို ပါရမီမရှိတဲ့သူတွေကြတော့ဘာလုပ်လဲ။တစ်ခါတလေပါရမီမရှိတဲ့သူတွေကပါရမီရှိတဲ့သူတွေထက်ပိုအောင်မြင်သွားတာကိုတွေ့ဖို့ကြမယ်ထင်ပါတယ်။အဲ့ဒါပါဖြစ်လဲဆိုတော့သူတို့ကကြိုးစားမှုနဲ့အစကတည်းကစင်ပြန်လာကြတာ။ဥပမာအင်းင်းချင်းကအကောင်လေးတယောက်ကသချင်းစုဖို့အတမကောင်းဘူးလို့ဆိုကြပါစို့။ဒါပေမဲ့သူကနေတိုင်းလေးချင်းနောက်ဆုံးစင်ပေါ်တက်သွားတယ်။ ။ဒါကအကျိုးစားမှုကပါရမီကိုကျော်တက်သွားနိုင်တယ်ဆိုတာတသိပြလိုက်တာပါပဲ။အောင်မြင်မှုဆိုတာတက်ကုန်တန်တွေစုတွေနဲ့ပြည့်နေတဲ့အခိုက်အတန့်ပဲထင်ရပေမယ့်တကယ်ကအဲ့ဒီအချင်းတွေရဖို့အများကြီးပိဆက်ပြီးစူးစမ်းလာကြရတယ်။အာရမေစီုံနဲ့ပိဆက်ပြီးစူးစမ်းမှုမရှိရင်တော့အဲ့ဒါတွေကိုကျော်လွှားလို့မရပါဘူး။ဥပမာသင်ကအကဲဖြစ်ပြန်ပွဲမှာပါရမေစီတာမှန်ပေမဲ့အေဂျင့်မှုမရှိဘဲနဲ့စင်ပေါ်တက်သွားရင်ဘာဖြစ်သွားမလဲ။ တုံ့ဆမ်းမှုတွေရှုပ်ထွေပြီးရစရာဖြစ်သွားနိုင်ပါတယ်။ပါရမီရှိပြီးမကြိုးစားတဲ့သူတွေရဲ့နောက်ဆုံးအချိန်တွေကဘာဖြစ်သွားကြလဲသိကြလား။ငါဒီထက်ပိုလုံနိုင်ခဲ့တာဆိုတဲ့အောင်သားတွေနဲ့ကြံခဲ့တာပါပဲ။ဒါဟာဘဝမှာအဆူဆုံးခံစားချက်တွေထက်ကတစ်ခုပါ။တဲ့မှာအလားလားတွေအများကြီးရှိခဲ့ပြီးမယ်။အဲ့ဒါကိုမသုံးပဲဖြုံမိရင်နောက်ဆုံးဘာမှမကြံတော့ပါဘူးဒီလိုဝမ်းနည်းစရာတွေမကြုံချင်ရင်စူးစမ်းမှုကိုလက်တက်ခေါ်လိုက်ပါဒါဆိုအဲ့မှာပါရမီရှိတယ်လို့ယုံကြည်တဲ့ဆိုရင်ဘာလို့မှလဲ ဒီဗီဒီယိုကိုကြည့်ပြီးဟုတ်တာပဲလို့ပြောပြီးထိုင်နေမလားဒါမှမဟုတ်ဒီနေ့ကစပြီးသင်ရဲ့ပါရမီကိုအသက်ဝင်လာအောင်ကြိုးစားမလားရွေးချယ်မှုကသင်ရဲ့လက်ထက်မှာပဲရှိပါတယ်ဒါပေမဲ့တကူတော်မှတ်ထားပါပါရမီရှိတဲ့အရာကသင်ကိုတနေရာထိပို့ပေးနိုင်ပေမဲ့ကြိုးစားမှုကသာသင်ကိုထိတ်ဆုံးကြည့်ရအောင်တွန်းပို့ပေးနိုင်တာပါအဲ့ဒီအတွက်နှောင်ကြကြံခဲ့ပြီးနှောင်တမရရလေအောင်ဒီနေ့ကစပြီးကြိုးစားမှုနဲ့အတူကိုဘွားကိုတိုးတက်အောင်မြင်အောင်လှုပ်လိုက်ပါလို့တက်တုံးပေးပါစေအားလုံးကိုကျေးဇူးတင်ပါတယ်